ဇလန်းအဆမှာတော့ဆူနန်နဲ့ရီဘွန်တို့ကြောင်းလာတဲ့လမ်းမှာဟာရုဆိုတဲ့ကောင်မလေးကရောက်လာပြီးသူ့ကိုသူမိတ်ဆက်ပေးပါတယ်။ဒါအပြင်ဆူနာနာမှာရီဘွန်နေတာကမသိမ့်တော့ဘူး။သူ့လိုမျိုးကလေးတွေကိုချစ်တဲ့သူတယောက်နာမှာရီဘွန်နေရတာပိုပြီးအဆင်ပြေတယ်။ဒါကြောင့်သူ့အိမ်ကိုခေါ်သွားမယ်ဆိုပြီးပောက်ကရရီပြောပြီးတော့ပြဿနာရှာပါတော့တယ်။အဲ့အချိန်မှာထုံးစံအတိုင်းရီဘွန်ကိုတိုက်ခိုက်ဖို့လမ်းပေါ်ရောက်လာပါတယ်။ ဟာရုတရာကိုလမ်ပေါ်နဲ့အာယုံများနေတော့ဆူနာနဲ့ရီဘွန်တို့ကထွက်ပြေးလာကြပါတယ်။ကြောင်ရောက်တဲ့အချိန်တင်ချာအမှတ်စီရင်ကိုဆရာကကြော်ညာပေးတဲ့အချိန်မှာဂိုကူတဲရာကအမှတ်100အပြည့်ရရှိပေမဲ့ဆူနာနဲ့ရှာမမူတို့တို့ကအမှတ်20ပဲရတာကြောင့်ဆရာကသူတို့အတွက်တင်ချာအင်စာတွေပေးလိုက်ပါတယ်။ပုံစံတိုင်းကိုမှန်အောင်မတွက်နိုင်ရင်ဆာမိုးပဲကြမှာပဲဖြစ်ပါတယ်။အိမ်ပြန်လမ်းမှာဆူနာတယောက်စိတ်တက်တီကြနေတော့ရှာမမူတို့ကဆူနာပုံစံတွေတူတူတွက်ကြမလား။နှစ်ယောက်တွက်ရင်ပုံမြန်မှာပေါ့ဆိုပြီးမေးလိုက်တဲ့အချိန်ရီဘွန်ရောက်လာပြီးတော့ ငါကိုကူတဲရကိုလည်းခေါ်ထားတယ်။၃ယောက်တူတူစာလုံးကြတာပေါ့ဆိုပြီးပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲကိုကူတဲရနဲ့ယာမာမိုတိုတို့ဆူနာအိကိုရောက်လာကြတဲ့အချိန်မနက်ကတွေ့ခဲ့တဲ့ဟာရုဆိုတဲ့ကောင်မလေးကချန်ပီယံကနေချောင်းကြည့်နေပါတယ်။အဲ့အချိန်မှာဆူနာရဲ့အမေကသူ့တာတငယ်ချင်းထင်ပြီးအိမ်ထဲဝင်ဖို့အတွက်ခေါ်လိုက်ပါတယ်။ဒီလိုနဲ့ဆူနာတို့၃ယောက်သာစာလုံးနေကြရင်ယာမာမိုတိုကပုစာရိအကုံလုံးကိုအမှားအယွင်းမရှိဘဲမှန်မှန်ကန်ကန်တွတ်ပေးလိုက်တာကြောင့် လူတိုင်းကအာယုံမဆိုင်လို့စာမရတာဖြစ်ပေမဲ့ तू ကတော့အာယုံဆိုင်လဲစာမရစာမတော်ဘူးဆိုပြီးတော့စူနာတယောက်အကြီးအကျယ်ကိုစိတ်တက်ကြနေပါတော့တယ်။ဒါပေမဲ့ပု္ပ္ပစာနံပါတ်9ကတအားကိုခတ်နေတာကြောင့်တုံးယောက်သာတွက်လို့မရပဲတိုင်ပတ်နေကြပါလေ။စူနာတယောက်တွက်ကြည့်ဖို့လုပ်ပေမဲ့မေးခွန်းကိုတော့နားမလဲတာကြောင့်စိတ်ညစ်ပြီးတော့လက်လျှော့လိုက်ပါတော့တယ်။ အဲ့ချိန်ဟာရုကအခန်းထဲကိုရောက်လာပြီးစူနာတို့တင်ချာတွက်မရဖြစ်နေတဲ့ကိစ္စကိုသိသွားပြီးအပေးအယူတစ်ခုလုပ်လိုက်ပါတယ်။အဲ့ဒါကတော့ဒီတင်ချာပုတ်စာကိုတွက်နိုင်ရင် ribbon ကိုသူ့အိမ်ကိုခေါ်သွားမယ်ဆိုတာပဲဖြစ်ပါတယ်။စူနာကတော့ ribbon နဲ့တန်ရုံးစင်တွေရှိတာကြောင့်ဒီအပေးအယူကိုမလုပ်ချင်ပေမဲ့ဂူဂူတဲရကတော့မင်းလုံနိုင်ရင်လုပ်ကြည့်စမ်းပါဆိုပြီးတော့ဟာရုကိုစိန်ခေါ်လိုက်ပါတယ်။ဒီလိုနဲ့ပဲဟာရုတယောက်တင်ချာပုတ်စာကိုစဉ်းစားလိုက်တာနှိမ့်လေဘက်ကနေညာဘက်ကိုယောက်သွားပေမဲ့အဖြစ်မရတာကြောင့် BNK ကိုပဲစစ်ကိုခေါ်လိုက်ရပါတော့ ဘီယန်ကီဆိုတဲ့အတန်ကိုကြားလိုက်တာကြောင့်ဂိုကူတဲရတယောက်သူ့အမအခန်းထဲကိုဝင်မလာအောင်နေမျိုးစုံနဲ့တကားကိုပိတ်ထားလိုက်ပေမဲ့ဘီယန်ကီကတော့အစိတ်ထမင်းလုံးဆိုရဲသူ့ရဲ့အကွက်ကိုတုံးပြီးတော့တကားလက်ကင်ကိုအရေဖြောလိုက်ပြီးအခန်းထဲကိုရှောက်လာပါတော့တယ်။ဘီယန်ကီတယောက်တင်ချာပု္ပ္ပာကိုစဉ်းစားနေတဲ့အချိန်ဆူနာကတော့ရီဘွန်ဟာရူအိမ်ကိုပါသွားမှာကိုအကြီးအကျယ်စိတ်ပူနေပါတော့တယ်။ဒါပေမဲ့ဘီယန်ကီကလည်းမတွက်နိုင်တာကြောင့်နောက်ဆုံးမှာတော့ဟာရူရဲ့အဖေဖြစ်သူတက္ကသိုလ်မှာတင်ချာတင်မင်းနေတဲ့ဆရာကိုခေါ်လိုက်ရပါတော့တယ်။ ဟာရုရဲ့အဖေကဒီတင်ချာပု္ပ္စာအဖြေထုတ်လို့မရဘူးလို့ပြောတဲ့အချိန်ရီဘွန်ကပု္ပ္စာကိုအေးအေးဆေးဆေးဖြည့်ရှင်းပြလိုက်တာကြောင့်ဟာရုရဲ့အဖေအံ့ဩနေတော့မှာပဲဟာရုကအဖေရီဘွန်ကိုတီးလို့လာမေးတော့ရီဘွန်မဟုတ်ပါဘူးဘိုရင်းမှာငါသူ့ကိုတီးတယ်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့တင်ချာပု္ပ္စာမှန်သမျှကိုတွက်ပြခဲ့တဲ့ညဏ်ကြီးရှင်ပဲတင်ချာပရိုဖက်ဆာဘိုရင်းဆိုပြီးတော့တော်တော်လေးနာမည်ကြီးခဲ့တာဆိုပြီးပြောလိုက်တော့အကုန်လုံးအံ့ဩကုန်ကြပါတယ်ရီဘွန်ကတော့စုနာကို ဘုံကိုသာ family ရဲ့ဆယ်ယောက်မြောက်ကောင်းဆောင်ဖြစ်လာအောင်လေ့ကျင့်ပေးရအောင်မှာဖြစ်တာကြောင့်ဟာရုရဲ့အိမ်ကိုမလိုက်နိုင်ဘူးဆိုပြီးငင်းလိုက်ပါတယ်ဒီလိုနဲ့ပဲဟာရုတယောက်တညာလုံးအိတ်မရပဲနဲ့ reborn ကိုသူ့အိမ်ဘလို့ခေါ်ရမလဲဆိုပြီးတော့နှီးမျိုးစုံနဲ့စဉ်းစားနေပါတော့တယ်ဒီလိုနဲ့နောက်နှစ်မနက်စူနာကြောင်းသွားတဲ့အချိန်မှာတော့ထူးဆန်းတဲ့အာမာကြီးတစ်ခုကိုဝေးချလာပြီးဟော်ကီတုပ်ကိုကင်ပြီးတော့စူနာကိုတိုက်ခိုက်ပါတော့တယ်စူနာနင်းသားဘုံကိုလာ family ရဲ့ခေါင်းဆောင်ဆိုရင်တန်ပါပါပဲဒါကြောင့်ငါ့ကိုနိုင်အောင်တိုက်ခိုက် ငါနိုင်ရင် reborn ငါအိမ်ခေါ်သွားမယ်ဆိုပြီးတော့တောင်းချမ်းပါတော့တယ်။အဲ့ချိန်ဂိုကူတဲရနေရှာမမိုတိုတို့ကကြောင်းသွားတဲ့လမ်းမှာဆူနာနဲ့ဟာရူတို့ရဲ့အဖြစ်အပျက်ကိုမြင်လာကြောက်ဂိုကူတဲရကဝင်ပြီးတော့ကုညီပေးလိုက်ပါတယ်။ဂိုကူတဲရကသူ့ရဲ့ dynamite တွေနဲ့တိုက်ခတ်လိုက်တာကြောင့်ဟာရူတယောက်မြစ်ထဲကိုပြုတ်ချသွားပါတော့တယ်။အဲ့ချိန် reborn ရောက်လာပြီးတော့ဆူနာကိုတင်မင်းမီတောက်ကြည်စံနဲ့ပြစ်လိုက်တဲ့အပြင်ခြေထောက်နှစ်ဖက်ကိုလည်းကြည်တန်နဲ့ပြစ်လိုက်တာကြောင့်ဆူနာတယောက်ဟာရုကိုရေထဲကနေအေးဆေးလေးပဲကယ်နိုင်သွားပါတယ်။ ဲနောက်မှာတော့ဟာရုကဆူနာနင်ကငါ့ရဲ့အိမ်မက်ထဲကမင်းသားလေးလိုပဲအရန်အားကိုရတာပဲဘုံကိုလာခေါင်းဆောင်လေးရဲ့ဆိုပြီးပြောနေတဲ့အချိန်ကျိုကိုတို့ရောက်လာပြီးတော့ရင်မောနေကြပါတော့တယ်။ကျောင်းရဲ့စီကံထိန်ထိန်ရေးကော်မတီခေါင်းဆောင်ဟီဘာရီကတော့ဒီအုပ်စုကိုကြည့်ရတာအယူရီလိုပဲဆိုပြီးတော့အဝေးတနေရာကနေစောင့်ကြည့်နေပါတော့တယ်။ဒါကတော့ Hitman Reborn ရဲ့အပိုင်းလေးဖြစ်ပြီးတော့အပိုင်းကားကိုနောက်ရက်တွေမှာဆက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။